အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့တောက်ချာနေတဲ့တာဝမီများရဲ့အကျမ်းမာရေးပညာရေးနဲ့စီးပွားရေးဆိုင်ရာကိစ္စရပ်များတဲ့တာရော့ကတ်များကိုကြည့်ရှုပြီးကျွန်တော်မြင်တဲ့အတိုင်းဟောပြောပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ ပထမဆုံးအနေနဲ့ကျွန်တော်တို့ယခုအချိန်ကာလတစ်လအတွင်းမှာပေါ့နော်တောက်ကြနေတဲ့တာမီးများရဲ့ကျမ်းမာရေးဆိုင်ရာအတွက်ကတ်ဆွဲလိုက်တာဒါဒီဗဲဆိုတဲ့ကတ်လေးကြတာပါဒီကရဲ့ဖော်ပြချက်ရာတောက်ကြတာဒမီတွေရဲ့ကျမ်းမာရေးကအငန်းဘက်ကိုရောက်နေတာပဲဖြစ်ပါတယ်ဗောနော။ဒါကြောင့်မို့လို့ဒီကာလအတွင်းမှာကျွန်တော်တို့ကျမ်းမာရေးချိုးတဲ့တာတွေဖျားနာတာတွေဒီလိုမျိုးတွေကိုခံစားရမှာဖြစ်ပါတယ် ဒီထဲမှာမှာအထူးတတိပြုရမှာကျွန်တော်တို့လေထိုးလေအောင်ယောဂါတို့မျက်စိယောဂါအခန်းရှိလို့ပြရတော့ဒီကာလမှာအထူးတတိပြုရမယ့်ကာလပဲဖြစ်တယ်ပေါ့နော်။ဘာလို့ဆိုတော့ဒီယောဂါရှိတဲ့လူတွေနေနေဒီကာလမှာပို့ပြီးဆိုးရွားနိုင်တယ်ဆိုပြီးပြနေလို့ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီကျမရေးအညံ့နေပပြအောင်ဘလိုရေရချီလို့ရမလဲဆိုပြီးတော့ကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်တယ်ပေါ့နော်။ဒီချိန်မှာတော့ဒီကက်ကပေါ်ပြနေတာတော့ကျွန်တော်တို့မိမိကိုယ်ကိုရဖခင်မိမိကိုယ်ကိုရနဲ့တင်ပါဘောเนาะကျွန်တော်တို့ ဒီတောက်ရတာသမီးတွေအနေနဲ့တောက်တော်ကြီးတစ်ခွက်ကတ်လှပူဇော်ပေးရမှာပဲဖြစ်ပါတယ်ဒီတောက်တော်ကြီးကိုကတ်လှပူဇော်ကြီးနဲ့မိမိမှာရှိတဲ့ကျမ်းမာရေးဆိုင်ရာအညံ့တွေပပျောက်ပါစေဆိုပြီးတော့ဆုတောင်းပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာ ဒုတိယအနေနဲ့တောက်ကြတာရမီတွေရဲ့ပညာရေးဆိုင်ရာကိစ္စများရဲ့ရက်များအတွက်ကျွန်တော်ထပ်မှန်ပြီးတော့ကတ်ဆွဲကြည့်လိုက်တဲ့အခါမှာမူနာကတ်လို့ကတ်ပဲဘောနော်ဒဒီဗဲဆိုတဲ့ကတ်ပဲထပ်မှန်ကြားရှိလာတယ်။ဒါကြောင့်မို့လို့တောက်ကြတာမီရဲ့ပညာရေးဟာလေဒီအញ្ញံဘက်ကိုရောက်နေတယ်လို့လူတွေကထင်မယ်။တကယ်တမ်းတော့ဒါကအញ្ញံဘက်ကိုရောက်နေတာမဟုတ်ဘူးဘောနော်။ပညာရေးကအញ្ញံဘက်ကိုတော့ရောက်နေတယ်ဒါပေမဲ့ဒီအញ្ញံအနေကုံမဲ့အချိန်ကိုရောက်လာတယ်လို့ကျွန်တော်မြင်နေရတာဖြစ်ပါတယ်။ဒါကဘာကိုပြောနေလဲဆိုတော့ကျွန်တော်တို့ဒီကာလအတွင်းမှာဘောနော် တောက်ကြတာမေးတယ်မိမိရဲ့ဘဝအတွက်အရေးပါတဲ့ပညာရဲ့တစ်ခုခုကိုတင်ယူတက်မြောက်ဖို့လမ်းစာပဲလို့ကျွန်တော်တို့ဖော်ပြနေပါတယ်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့မိမိရဲ့ပညာရေးတက်လမ်းကိုဖော်ပြနေတာဖြစ်တဲ့အတွက်ပညာရဲ့တစ်ခုခုကိုလေ့လာဖို့စတင်နေတော့ဒီကိစ္စကိုတည်ရှာဖြစ်ဖြစ်စီစီလေ့လာမယ်ဆိုရင်ဘဝအတွက်အထူးကောင်းမွန်တဲ့ရလဒ်တစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။ဒါမဲ့ဒီဒီကိစ္စမှာတစ်ခုသတိထားဖို့လိုတယ်ပေါ့နော်။ဒါကအခုက အញ្ញံတွေကုံမဲ့ကာလာပေါ့နော်အញ្ញံတွေကုံမဲ့ကာလာမို့လို့အញ្ញံတွေအလုံးကုံသွားတာတော့မဟုတ်ဘူးဒါနည်းနည်းတော့ကြံနေသေးတယ်ကုံမှုအချိန်ကိုရောက်လာတာဒါကြောင့်မို့လို့ကြံရှိနေတဲ့အញ្ញံတွေကလည်းကိုယ်လာပြီးတော့တိုက်ခိုက်နေတဲ့အချိန်ဖြစ်တယ်ပေါ့နော်ဒါဘယ်လိုမျိုးဆိုလိုလဲဆိုတော့ကျွန်တော်တို့ပညာရေးတစ်ခုကိုလေ့လာဖို့တော့ကိုယ်ကဆုံးဖြတ်လိုက်ပြီဟုတ်ပြီဒီဟာကိုဘယ်လိုလေ့လာမလဲကျွန်တော်ဘယ်လိုသင်တန်းတွေတက်မလဲဘယ်လိုစီမှာကျွန်တော်တို့ကလေ့လာစီးပူးရမလဲဆိုတာကိုလောက်ဆောင်နေတာတွေပေါ့နော်ဒီအများကိုထုတ်ဖို့မပြောဘဲနဲ့နှုတ်ဆက်ပြီးတော့ကျွန်တော်မိမိပါတာရှိဦးဆိုတာစတင်လေ့လာဖို့အတွက် ဆုံးဖြတ်ပြီးလုပ်ဖို့လုပ်ကင်ဖို့လိုအပ်တယ်ပေါ့နော်ဒီလိုမဟုတ်ဘူးဆိုလို့ရှိရင်ဒီလိုမျိုးဟိုအတိမိတ်ဆွေပေါ့နော်ဒီတစုံတဦးရဲ့ပျော်ကားရောက်မိမိရဲ့ပညာရေးလမ်းစာကိုလာရောက်ပြီးတော့ပိတ်ပင်နိုင်တဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်ဒီလိုပိတ်ပင်ရင်တော့ဒီပညာရေးဟိုဒီအနှောက်အယှက်တွေဖြစ်လာမှာပေါ့နော်ပညာရေးလမ်းကြောင်းအနှောက်အယှက်တွေဖြစ်ပေါ်လာနိုင်ပါတယ်ဒီအညံ့နေပေါ့နော်အခုအညံ့နေထွက်တော်မှာအညံ့နေကိုလှည့်မြန်စွာပေါက်ပြောက်ဖို့အတွက်လည်းကျွန်တော်ဒီရေရာလေး ဘယ်လိုချိန်ရမလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့ကြည့်တယ်ဗောနော်ဒီချိန်မှာလည်းကျွန်တော်ကျဲမာရေးကတ်တုံးအလိုပဲတူညီတဲ့ကတ်ပဲကြာရဲဗောနော်ဒါပေမဲ့ဒီတစ်ချိန်မှာတော့အညံ့နေပပျောက်အမြန်ပျောက်ဖို့တော့ဗောနော်ကျွန်တော်ဘယ်လိုမျိုးရေရချိန်ရမလဲဆိုတော့ကျွန်တော်တို့တောက်ကြတာဒါမီတွေရမိမိကိုကိုရဖေရမိမိကိုကိုရနှက်တွေဒီမှာဗောနော်ပန်းဗောနော်ပန်းစက်ကတ်လှူတန်းမှာဖြစ်ပါတယ် ပန်းတော့ဘယ်လိုဘယ်ပန်းမဖြစ်ဖြစ်ပေါ့နော်ဒီဖျားပန်းတစ်ခုကိုဝယ်ပြီးတော့ဖျားမှာဆက်ကက်လှူရမ်းပြီးတော့ကျွန်တော်တို့မိမိရဲ့ပညာရေးအညံ့တွေလှည့်မြန်စွာပပျောက်ပါစေဆိုပြီးတော့ပဲဆုတောင်းရမှာပဲဖြစ်ပါတယ်ခင်ဗျာ တတိယအနေနဲ့ကတော့တောက်ကြအနေနဲ့တာသမီများရဲ့စီးပွားရေးဆိုင်ရာကိစ္စရပ်များအတွက်ဖြစ်ပါတယ်။ဒီတစ်ခါမှာကြလာတဲ့ကတ်လေးကတော့ဒမွန်းဆိုတဲ့ကတ်ပဲဖြစ်ပါတယ်။ဒီကတ်ဟာလည်းဒါပုံမှန်နေတော့ကန်ညက်နေလို့ပြနေတယ်ဗောနော်။ဒါပေမဲ့ဒီထဲမှာတော့ကျွန်တော်မြင်နေရတာကဒီကတ်ပေါ်ပြနေတာအကောင်းနဲ့အဆိုးဗောနော်။ဒီစီးပွားရေးနယ်ပယ်မှာတော့အကောင်းနဲ့အဆိုးဒွန်တွဲနေတယ်လို့ကျွန်တော်တို့ပေါ်ပြနေတာပဲဖြစ်ပါတယ်။ဒီကာလမှာ တတိထားမဲ့လူတွေကတော့ဒီအိမ်နဲ့ပတ်သက်ပြီးစီးပွားရေးလုပ်ကံနေတဲ့လူတွေကတော့အထူးတတိထားရမယ်။အိမ်ရောင်းဝယ်လုပ်တာတွေဒါမှမဟုတ်ရှိအိမ်ငှားတဲ့လူတွေပေါ့နော်။အိမ်ရောင်းအိမ်ဝယ်မှားတာတွေလိန်ခံရတာတွေအမှုရင်ဆိုင်ရတာတွေအထိကျွန်တော်တို့ကရှိလာနိုင်တယ်လို့ဖော်ပြနေတာဖြစ်ပါတယ်။ပြီးတော့ဒီကာလာအတွင်းမှာတောက်ကြတာပြည်တွေနဲ့အိမ်ဝယ်ဖို့အိမ်ရောင်းဖို့အိမ်ငှားဖို့တွေဒီစီစဉ်နေတယ်ဆိုရင်တော့ဒီကာလာအတိတ်မကောင်းဘူးလို့ပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ဒါပေမဲ့ ဒီတောက်ကြအတာဓမီတွေထဲမှာပါပေါ့နော်နိုင်ငံเจ้าကိုသွားပြီးတော့အလုံးလုံးကြိုင်ဖို့စူးစမ်းနေတဲ့လူတွေအတွက်တော့ဒီကာလအရင်အောင်ကောင်းမွန်တဲ့ကာလပဲဖြစ်ပါတယ်ဒါကြောင့်ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီစီစဉ်နေတဲ့လူတွေပေါ့နော်ယခုကာလမှာဒီကိုစီစဉ်နေတဲ့ဟာထားမြတ်အောင်မြင်ပါပေါ့နော်နိုင်ငံเจ้าကိုသွားပြီးတော့အလုံးလုံးလုံးကြိုင်နေတဲ့အစီအစဉ်အောင်မြင်တော့မယ်ဆိုပြီးတော့ဒီမှာပြနေပါတယ်ပေါ့နော်ဒါကြောင့်မို့လို့နိုင်ငံเจ้าမှာအလုံးသွားလို့နိုင်ငံเจ้าကိုအလုံးရှောက်နေတဲ့လူတွေအတွက်တော့ဒီကာလမှာဖိဖိစီစီနဲ့ ရှောက်ပြီးတော့ဒီအလုပ်တစ်ခုကိုပြင်ပြန်ဆိုရရှိနိုင်မှာပဲဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့လောင်းကစားလုတ်ကင်နေတဲ့လူတွေဘောနော်လောင်းကစားတွေဒါမှမဟုတ်ရှင်လောင်းကစားဒိုင်တို့အဲ့လိုမျိုးဘောနော်နောက်ပြီးတော့ရှင်ဒီခရစ်တိုကစားတာတို့ဘာတို့ဘောနော်ဒီလိုမျိုးလုတ်ကင်နေတဲ့လူတွေတို့ကတော့ဒီကာလဟာဒီမကောင်းဘောနော်ရှုံးတော့မယ်ဒီလုတ်လုတ်နေတဲ့ကိုလုတ်နေတဲ့ဟာတွေကရှုံးတော့မယ်ဒုက္ခရောက်တော့မယ်ဆိုတာတွေကိုကျွန်တော်တို့ပေါ်ပြနေတယ်ဘောနော် ီကန်နဲ့ပတ်သက်ပြီးတော့လောက်ကင်နေတဲ့လူတွေပေါ့နော်ဒီလောင်းကစားကန်နဲ့ကန်ပေါ့ကန်နဲ့ပတ်သက်ပြီးလောက်ကင်နေတဲ့လူတွေအတွက်ကတော့ဒီယခုကာလတလပေါ့နော်ရက်30အတွင်းမှာအထူးတတိပြုပြီးတော့လောက်ကင်မှုလို့ရတယ်ဒါမှမဟုတ်ရှိလဲဒီဟာကိုရန်နာထားဖို့လူတွေလို့ကျွန်တော်ပြောချင်ပါတယ်ဒီကာလမှာဒီနိုင်ငံသားကိုသွားလုံရှာတဲ့လူရယ်လက်ချင်းလူအကုန်လုံးကတော့ဒီစီးပွားရေးအညံ့တွေကိုရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဘယ်လိုမျိုးလေးရေရေချီရမလဲဆိုတော့လေကျွန်တော်နောက်ထပ်ကတ်တက်ကတ် ဆွဲပြီးတော့ကျွန်တော်ကြည့်ရှုခဲ့ပါတယ်။ဒီမှာပေါ်ပြနေတာကတော့ကျွန်တော်တို့အနေနဲ့တောက်ကြတာမိတွေကမိမိကိုယ်ကိုယ်ရဖျားမှာပေါ့နော်မိမိကိုယ်ရဖျားမိကိုယ်ရနှက်တွေမှာကျွန်တော်ဖျောင်းနိုင်ဖျောင်းနိုင်ခုနှစ်တိုင်ပေါ့နော်ဖျောင်းနိုင်အဖြူခုနှစ်တိုင်အောင်ထုံညှိပူဇော်ပြီးတော့ဒါဖျားမှာကျွန်တော်တို့စီးပွားရေးကံတွေပွင့်လာပါစေဆိုပြီးတော့ကျွန်တော်တို့ဆုတောင်းပေးရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီအញ្ញံတွေပပျောက်ပြီးတော့စီးပွားရေးတွေနည်းနည်းပြည့်လည်လာမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ဒါကတော့ယခုလာမယ့်တလရ30အတွင်းပေါ့နော်ကျွန်တော်တောက်ကြနေတဲ့တာသမီတွေအတွက်ပင်ကျမ်းမာရေးပညာရေးစီးပွားရေးအခြေအနေတွေကိုပဲဖြစ်ပါတယ်။နောက်နေ့တွေမှာမိတိနေနယ်များအတွက်မိတိအကြောင်းအရာများကိုတွက်ချက်ပေးရမယ်ဆိုတော့လည်းကျွန်တော်ကွန်မန့်လေးရေးပြီးပြောရလို့ရပါတယ်။ဒါတော့ဗီဒီယိုများကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော် page လေးကို like and follow လေးလုပ်ဝေးတော့ကိုကျွန်တော်မြစ်တာခံပါတယ်ခင်ဗျာ။ပြီးတော့ကျွန်တော်အနေနဲ့တခုအစီအစဉ်ရှိတာဒီ like ကျွန်တော် page ကိုပေါ့နော် like and follow လုပ်ထားတဲ့လူတွေထဲမှာမှာ ျွန်တော်ရွေးချယ်ပြီးတော့ဘောနော်ဒါမှမဟုတ်ကျွန်တော်တို့ဒီ K4 လိုမျိုးပုံစံလေးလုပ်ပြီးတော့ကျွန်တော် Tarot Cat ကိုပေါ့နော်ကျွန်တော်ဘေးရင်အလကားကြည့်ပေးတဲ့အစီအစဉ်လေးလည်းကျွန်တော်လုပ်ပေးတော့ဖို့ရှိပါတယ်ခင်ဗျာဟုတ်ကဲ့အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့လူတွေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ